ိုယ့်ရဲ့ idea တွေကိုတစုတစီထဲမှာမှတ်သားထားနိုင်မယ်လေ့လာတဲ့အစားတွေကိုလည်းတေချာလေး note taking လုပ်နိုင်မယ်ဆိုလို့ရှိရင်စိတ်ဝင်စားလားစိတ်ဝင်စားရဆိုတော့ကျွန်တော်အခုပြောပြမယ့်နီလန်လေးကအသုံးဝင်ပါလိမ့်မယ်အဲ့ဒီနီလန်လေးကတော့ mind map ပဲလို့ခေါ်ရပေါ့နော်ဒီနီလန်လေးက pink ကိုအိမ်လိုမျိုးပဲ spider web ပေါ့နော်အဲ့လိုမျိုးပဲ question စိတ်ဖြာပြီးတော့သွားတဲ့မှတ်သားရတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ကျွန်တော်ပုံမှန်အာစာရီမှတ်တဲ့ပုံစံနဲ့မတူဘူးပေါ့နော်သူကတော့ အဓိက key point လေးတွေကိုထည့်မယ်ကိုယ့်ရဲ့အရေးကြီးဆုံးစာဆက်လုံးလေးတွေကိုထည့်ပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ရေးသားတာဖြစ်ပါတယ်ကျွန်တော်စာကြောင်းလိုက်ကြီးအများကြီးရေးစရာမလိုကိုယ့်ရဲ့အဓိကအရေးကြီးတာလေးကိုထည့်ထားခြင်းအပြင်ကိုကဒီဆက်လုံးကိုမြင်တာနဲ့ဘာကိုဆိုလိုတာလဲဆိုတာကိုတခါရေမှတ်မိစေမှာဖြစ်ပါတယ် အဲ့တော့ဒီနီးလန်းကကျွန်တော်တို့ဟိုစာရီလုပ်ဖို့တပဲမဟုတ်ဘောနော်ကျွန်တော်တို့ idea စဉ်းစားတဲ့အခါအဲဆိုလို့ကိုက project တစ်ခုလုပ်တယ် idea မထွက်လာဘူး idea မထွက်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီ mind map ကိုတုံးပြီးတော့စဉ်းစားခြင်းအပြင်ကိုယ့်ရဲ့ idea တွေကထွက်လာနိုင်တယ် creative လည်းပို့ပြီးတော့ဖြစ်လာနိုင်တယ်နောက်တစ်ချက်က ပြဿနာဖြစ်ရှင်တဲ့အခါကျွန်တော်ကဘယ်အားနဲ့ဘယ်လိုဖြစ်လာရဲဆိုတာကိုစဉ်းမြစ်ကိုရှာရတဲ့အခါမှာ ဟိုဒီတိုင်းအုံနောက်နဲ့စဉ်းစားရတဲ့အခါမှာအခက်အခဲဖြစ်နိုင်တယ်ပေါ့အဲ့တော့ mind mapping လုပ်ပြီးစဉ်းစားရတဲ့အခါမှာဆိုလို့ရှိရင်ကိုမဖြေရှင်းနိုင်တဲ့ပြဿနာတွေဆိုလို့ရှိရင်လေဒီဟာက idea ပေါ်လာစေတယ်ပြဿနာရဲ့ solution ကိုရစေပါတယ် ဲ့တော့ဒီနီလန်းလေးကိုအသုံးချဖို့အတွက် recommend ပေးပါတယ်ကျွန်တော်တို့စာအုပ်ပေါ်မှာပဲဆွဲလဲရတယ်လို့မျိုး digital ပေါ်မှာ website တစ်ခုသုံးပြီးတော့ဆွဲလဲရပါတယ်ကျွန်တော်တော့နှစ်မျိုးလုံးနဲ့သုံးတယ်ပေါ့နော် physical ပေါ်မှာဆွဲလို့ရှိရင်တော့ကျွန်တော် idea တွေကပို့ပြီးတော့ထွက်တယ်ဆိုပြီးတော့အဲတချို့ကတော့ပြောကြတာပေါ့နော်ဒါပေမဲ့ digital ပေါ်မှာဆွဲရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဘယ်ဘယ်သွားသွားအလွယ်တကူယူသွားလို့ရတယ်ဘယ်သွားသွားဘယ်ချိန်ဖြစ်ဖြစ်အာပြောင်းပြီးတော့ကြည့်လို့ရတာပေါ့နော်ဒီကတော့သူရဲ့အားသာချက်တစ်ခုပေါ့အဲ့တော့ digital ပေါ်မှာဆွဲချင်တဲ့သူတွေအတွက်လည်းကျွန်တော်ပတ်တူအနေနဲ့ website တစ်ခုကိုပြောင်းပြီးတော့ လုပ်ပေးပါမယ်အဲ့တော့အဲ့ဗီဒီယိုလေးကိုလည်းထပ်ပြီးဆောင်ပြောပေးပါအောင်အခုဒီ mind map ဆိုတဲ့အကြောင်းအရာလေးကိုသိသွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြင်ပြဆုံးဖြတ်ကြပါမယ်ဒါကောက်မှုနဲ့နေရာလေးဖြစ်ပါစေ